်မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဤကကနိဘတ်တေကနိဘတ်126အတိလက္ခဏဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့လက်စာကတန်လျက်လက္ခဏာဖတ်သည်ဖြင့်နှာခေါင်းပြက်ရသောတန်လျက်လက္ခဏာဖတ်ပုံနာကြောင့်အောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နတ်လူတို့၏ဇာဖြစ်တော်မူသောမြတ်စွာဘုရားသည်စီတဝံကျောင်း၌သတင်းသုံးတော်မူစဉ်ကောတလမင်းကြီးထံမှတန်လျက်လက္ခဏာဖတ်သက်သောပုံနာတရားရှိလေ၏သူပုံနာသည်တန်လျက်ကိုနမ်း၍လက္ခဏာကိုဖတ်လေရှိ၏ဘေဘဲဇာတို့သည်မင်းကြီးအားတန်လျက်ဇတ်တာတော်အခါလက်မရသောဘေဘဲဇာ၏တန်လျက်ကိုလက္ခဏာနှင့်မပြည့်စုံမင်္ဂလာမရှိဟုဖတ်လေရှိ၏ထိုအခါဘေဘဲဇာတယောက်သည် တန်လျက်အိမ်တွင် အလွန်နူးညံ့သောမြို့တိမုတ်ထဲ၍တန်လျက်ကိုတွင်ကမင်းကြီးထံဆက်သားလေ၏မင်းကြီးလည်းပုံနာကိုခေါ်စေ၍ပုံနာကြီးဒီတန်လျက်ကိုစုံစမ်းတော့အခုခိုင်းရာပုံနာလည်းတန်လျက်ကိုအိမ်မှချွတ်နန်းလက်တော့မြို့တိမုတ်နှကောင်းထဲဝင်၍နာချီရာအသွားနှင့်ခက်မိသည်ဖြင့်နှကောင်းပြက်လေ၏ထိုအကြောင်းဒီတန်ကားဘောင်တန်အောင်ပြန့်နှံ့လေ၏ယဟန်တို့သည် တရားတပင်ဝဲစကားဆက်မိ၍ထူပုံနာအကြောင်းကိုပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူ၍ယဟန်တို့ဤပုံနာသည်ယခုအခါ၌သာတန်လျက်ကိုနမ်း၍နှာခေါင်းပြည့်သည်မဟုတ်ရှေးအခါ၌လည်းပြည့်ဖူးပြီဟု မိတော်မူကအောက်ပါဒိဇက်ကိုစောင်းတော်မူသည် လွန်လေပြီးသောအခါဗရဏဒီပြည်ဝဲမြတ်မတ်မင်းမင်းပြုတည်ရှိတော်မြတ်မတ်မင်း၏အထံမှာ တန်လျာလက္ခဏာကိုဖတ်တတ်တော့ပုံနာတရားရှိလေ၏ပြစ္ဆုတ်ပံဝုထုနှင့်တူ၏ထိုပုံနာသည်တန်လျာကိုနမ်း၍လက္ခဏာဖတ်လက်တော့မြုပ်တိမှုနှကောင်းထဲဝင်၍နှာချေရာတန်လျာသွားနှင့်ခက်မိသည်ဖြင့်နှကောင်းပြက်လေ၏မြင်းကြီးလည်းပုံနာကိုအနာပြောက်ကင်းအောင်စေကုပေပြီးလျှင်ဂျိတ်ဖြင့်နှကောင်းသူ့ကိုပြု၍တက်စေလျက်ခစားမြဲခစားစေ၏ ထိုမင်းကြီးဝဲတာမရှိသမီးတယောက်နှင့်သူတယောက်ရှိလေ၏ထိုသမီးနှင့်သူတို့သည်မင်းကြီးထံ၌သာအတူတကွကြည်ပြင်းကအရွယ်တို့ရောက်လာကြ၍သူနှင့်သူတက်ဆွန်သောစိတ်ရှိကြကုန်၏တနေ့တ၌မင်းကြီးသည် အမတ်တို့ကိုခေါ်၍"အိုအမတ်တို့သမီးနှင့်သူတို့မှာထိမွေနန်းမွေခံသူများဖြစ်ကြသည်၎င်းတို့နှုတ်ဦးကိုလက်ထက်လိုက်လျင်ဆွေမျိုးနေပါမည်သမီးကို တခြားတိုင်းပြည်ကမင်းသားတစ်ပါးနှင့်သူကိုလည်းတခြားတိုင်းပြည်ကမင်းသမီးတစ်ပါးနှင့်လက်ထက်လျင်နှစ်ပြည်တော်ဖြစ်၍ဆွေမျိုးများမည်ဟုတိုင်ပင်လေ၏အမတ်တို့လည်းတခြားစီလက်ထက်ရန်သဘောတူကြသဖြင့်တမိနှင့်သူကိုအတူတကမနေစေဘဲတအင်းစီခွဲထားကြကုန်၏ထိုအခါမင်းကြီးတို့မင်းသားသည်ဦးကြီးတမိကိုနန်းတွင်မှထုတ်ရန်ဥပေတစ်ခုရှိသည်ဟုကျန်စီကနတ်ဝင်မတယောက်ကို ခေါ်စေ၍ ငွေတထောင်ပေးလေ၏။နတ်ဝင်မကအရှင်မင်းသာအကျွန်ုပ်ပဲအမှုကိုပြုရနိုင်နည်းဟုမေးလျှောက်တော့ငါဦးကြီးသမီးကိုနန်းရင်းမှထုတ်လို့ဒီဟု မိတ်ဆိုလေလင်အရှင်ကောင်းပြီအကျွန်ုပ်မင်းကြီးထံသွား၍အရှင်မင်းကြီးမင်းကြီးဤသမီးတော်မှာပြောကအစွဲရှိသည်ဘယ်သူမှကြူးမဆိုင်ကြလက်နက်ကန်အဆောက်များစွာခေါ်၍သမီးတော်ကိုယထာဖြစ်တင်ယူကတုတ်တန်တို့သွား၍ အင်းပြင်ဝန်းပေါ်၌တေသူကိုတင်၍၎င်းအပေါ်၌ညောင်ဆောင်ကိုတင်ပြီးလျှင်ညောင်ဆောင်ပေါ်တွင်တမိတော်ကိုတင်ကနန္ဒာရေအိုးတရားရှိလုံးဖြစ်ရေချိုးစေလျက်ချွတ်လွဲရမည်ဟုလျှောက်ထားပြီးတမိတော်ကိုခေါ်ယူခဲ့မည်အရှင်မင်းသားကမြို့တိမှုတ်ကိုယူ၍ရှင်းဦးစွာသွားနှင့်ပြီးအင်းပြင်ပေါ်တွင်မှောက်လျက်အိတ်ကတူတေရောင်ဆောင်နေရမည်အရှင်အဘော်တွင် ညောင်ဆောင်ကိုတင်ပြီးလျင်၎င်းအပေါ်တွင်တမီးတော်ကိုတင်ထားသောအခါမြို့တိမုတ်ကိုရှူ၍နှစ်ကြိမ်သုံးကြိမ်နှာချေရမည်ထိုအခါကျွန်ုပ်တို့ထွက်ပြေးကြမည်ထိုအခါတမီးတော်ကိုယူ၍နှူးလုံးခေါင်းလျှော်ပြီးတွားကြပါဟု အစီရင်လုံးစုံကိုလျှောက်ထားလေ၏မြင်းသားလည်းဤဥပေကကောင်းတည်ဟု နှစ်သက်လေ၏နောက်ဝင်မှလည်းမင်းသားနှင့်အတေချာတိုင်ပင်ပြီးလျင်မင်းကြီးထံသို့သွား၍ ထိုအကြောင်းအလုံးစုံကိုလျှောက်ထားလေ။မင်းကြီးလည်းနှစ်သက်တော်မူသည့်ဖြင့်ကောင်းမီဟုဝန်ခံခွင့်ပြုလေ။တမီးတော်ထံထိုအကြောင်းကိုလျှောက်ထားပြန်၏။တမီးတော်လည်းနှစ်သက်တော်မူသည့်ဖြင့်ကောင်းမီဟုဝန်ခံခွင့်ပြုပြန်၏။ထို့နောက်နောက်ဝင်မှသည်မင်းကြီးထံမှခွင့်ရ၍အလုံးစုံစီမံပြီးလျှင်လက်နက်ကင်အဆောင်အရှောင်းလူများစွာနှင့်တုတ်တန်တို့ထွက်တော်နေဝဲမင်းသားထံအကြောင်းကြားလိုက်၏။ မင်းသားလည်းတုတ်တန်တို့သွားကအသင့်နေနှင်းဤနတ်ဝင်တယ်မှလည်းလက်နက်ကင်တို့ကို အမောင်တို့တမီးတော်ကိုညောင်ဆောင်ပေါ်တင်ထားသောအခါလူသေးကောင်ကနှာချေလိမ့်မည်ထို့နောက်ညောင်ဆောင်အောက်မှထွက်၍ခြေဥစွာမြင့်သူကိုအယဖမ်းလိမ့်မည်တတိနှင့်နေကြကုန်ဟုကြောင်လန်းအောင်ချင်းချောက်ထားနှင်းဤတုတ်တန်တို့ရောက်လျင်အင်းပြင်းဝန်းပေါ်၌အသင့်မှောက်က သူတွေရောင်ဆောင်နေသော မင်းသားအပေါ်သို့ညောင်ဆောင်တင်ပြီးလျင်၎င်းအပေါ်တွင်အတာချီမကမင်းသမီးကိုတင်ပြန်၍အစီအမံတိုင်းပြုလုပ်လေ၏ဒုက္ခနာ၌မင်းသားသည်မြုပ်တီးမို့ကိုရှူကမှွန်တဖြင့်နှာချေလေ၏ထိုအခါနတ်ဝင်မသည်ကျဲစွာသောအတန်ဖြင့် ကြောင်းလန့်တကြားအော်ဟင်းလျက်ရှင်းဦးစွာပြေးလေ၏။နှဝင်မှပြေးသောအခါအဆောင်အရှောက်တို့လည်းမြည်သူမှ မနေဝန်းတော့ပဲ၊ကင်မြဲတိုင်းလက်နက်တို့ကိုစွန့်ပစ်ကာအတင်းပြေးကြကုန်၏။မင်းသားလည်းသမီးတော်ကိုယူကာအိမ်တို့ပြန်လေ၏။နဝင်မလည်းမင်းကြီးထံသို့သွား၍သူ့အကြောင်းကိုလျှောက်ကြားလေ၏မင်းကြီးလည်း အလင်ကားပင်တမီးတော်ကိုငါတုန်နေလက်ထက်ရန်ကျွေးမွေးခဲ့သည်ဟု ပြောဆိုကာကျင်းတတ်လေ၏နောက်အခါသူတော်မင်းသားအားမင်းဖြစ်ကိုပေး၍တမီးတော်ကိုမိဖုရားကြီးဖြစ်ကိုပေးလေ၏ထိုအခါသူတော်မင်းကြီးလည်းတမီးတော်မိဖုရားကြီးနှင့်ညီညွတ်ကာ တရားသည်ဖြင့်မင်းပြုတော်မူ၏တန်လျက်လက္ခဏာကို ဖတ်သက်သော ပုံနာလေထိုမင်းထံမှပင်ဆက်လက်၍ခစားပြန်၏တနေ့တ၌ပုံနာသည်မင်းကြီးတံခစားရာ နေဘတ်တို့လှည့်၍ခစားမိသည့်အတွက်ချိတ်အေးပျော်လျက်နှာခေါင်းတုသည်မြေတို့ကြလေ၏ထိုအခါပုံနာသည် ရှက်၍အောက်တို့မျက်နှာပြုလျက်နေ၏မင်းကြီးလည်းပုံနာကိုပြည့်ရည်ပြုလိုသည်ဖြစ် ဆရာနှာချေခြင်းမှာတချို့သူအားကောင်း၏တချို့သူအားမကောင်းဆရာမှာနှာချေသည်ဖြင့်နှာခေါင်းအပြက်ခံရ၏ငါမှာကနှာချေသည်ဖြင့်ဥယျာတော်သည်နှင့်မင်းဖြင့် ကိုရပေ၏တို့အတွက်နှာချေခြင်းဟုသမျှကို အကောင်းကြီးလဲမဆိုတာအဆိုးကြီးလဲမဆိုတာဟုအကြောင်းပြကပြောဆိုဆုံးမလေ၏ဖျားဖြစ်တော်မူသောအခါ၌လည်းဤဂါဒာဖြစ်ပင် လူအများသမုံအပ်သော ကောင်းခြင်းမကောင်းခြင်းမှာဧကန်စင်စစ်မဟုတ်သည့်အဖြစ်ကို ဟောကြားတော်မူ၏ ။ဤတို့လျင်မြတ်စွာဘုရားသည်အတိပြေဆုံးပံနှစ်တန်သောဝတ္ထုတို့ကိုနုတန်တည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါတန်လျက်လက္ခဏာဖတ်ပုံနာသည်ယခုအခါတန်လျက်လက္ခဏာဖတ်ပုံနာသူဖြစ်တော်မင်းသားသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်။အတိလက္ခဏာဇက်တော်ဤတွင်ပြီး၏ အခုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။